အပိုင်းသုံးရက်ရှာမှာတော့နဖီနဲ့ဇန်ကန်ကမနက်ဆက်စားဖို့အတွက်စားတောက်ခန်းထဲကိုရောက်ရှိနေပါတယ်။ဇန်ကန်လည်းထိုင်ကုန်းမှာထိုင်လိုက်ပြီးတော့အစားတောက်တွေအကုန်လုံးကသူ့ရောက်တဲ့အတွက်ပြင်ဆင်ထားတာကြောင့်နဖီလည်းသူနဲ့အတူတူစားရမယ်ဆိုပြီးတော့သူ့ရဲ့ပေါင်ပေါ်တင်ကနနက်ဆက်စားဖို့လုပ်ပါတော့တယ်။နဖီပေါင်ပေါ်ထိုင်လိုက်တဲ့အချိန်မှာယောက်ျားနဲ့မိန်းကလေးဖြစ်တာကြောင့်အထီးတွေ့ကြောင်ပဲနှစ်ယောက်သားချက်ချက်နဲ့ပြပြတလဲလဲဖြစ်နေကြပါတယ်။နဖီကလည်းဇန်ကန်ခွန်ကျွေးရဲ့မဟုတ်မစားချင်မစားချင်လို့ညင်းနေချိန်မှာပဲဇန်ကန်ကိုကိုခွန်ချင်းစားရမယ်ဆိုပြီးဇွတ်တွေကိုလိုက်ခွန်ကျွေးနေပါတယ်။ နေဖီယာနဲ့ကိုကိုပြီးညီမလေးလဲဆိုပြီးဇန်ကန်ကိုပြန်ခွင့်ကြီးကနှစ်ယောက်သားချစ်ချင်နူတစ်တီတူးနေကြပါတယ်။ဒီမြင်ကွင်းလေးကတော့ဘရိုတို့ဘယ်တော့မှမရနိုင်လောက်တဲ့မြင်ကွင်းလေးတစ်ခုပဲဖြစ်ပါတယ်။စာကြည့်ကန်းထဲမှာဇန်ကန်စာဖတ်နေတဲ့ရှေ့နေဖီယာရုပ်တရက်ကြီးရောက်ရှိလာကြအောင်ဇန်ကန်ကလည်းနေဖီကိုဒီမှနေမယ်ဆိုရင်မော်ပညာတရားမယ်ဖြစ်ကြအောင်ပြောပြလိုက်ပါတယ်။နောက်ပြီးတော့ကောက်ခငငိုင်းနဲ့ပဲသူကမော်ဆန်ဝန်းနေအကြောင်းနဲ့မော်ပညာဆိုတာဘလို့အသုံးချရမှာဆိုတဲ့အကြောင်းလေးကိုပါချင်းပြနေပါတယ်။နေဖီယာလေသူစိတ်ဝင်စားတာမော်ပညာဘုံဘွဲနဲ့ကုကူတာဖြစ်တဲ့အကြောင်းကိုပြောပြလိုက်ရင်ဇန်ကန်ရဲ့တဲနှလုံးကိုချွေချလိုက်ပါလေ။ နောက်ပြီးတော့ချက်ချက်နဲ့ပဲသူ့ရင်ထဲရလာတဲ့ကုကုတကယ်ရှိတာပါကုကုတယောက်တည်းပဲဘယ်တော့မှမထားသွားဘူးဆိုတဲ့စကားတွေကိုတော်ကီပြုတ်နေပါတယ်။ဇန်ကန်လည်းလောကမှာအားနေတဲ့သူတွေကိုတင်မာတဲ့လူတွေကဘလို့နှိမ့်ဆက်ကြောင်းတွေကိုပါချင်းပြနေပါတယ်။အဲ့ဒါကြောင့်ပဲသူကနက်ဖီကိုအားနေတဲ့သူမဖြစ်စေချင်ပဲမော့ပညာတွေကိုတင်ယူပြီးတင်မာလာအောင်လုပ်ခိုင်းနေတာပဲဖြစ်ပါတယ်။ဇန်ကန်လည်းနက်ဖီနဲ့စကားပြောနေတော့မှပဲရန်သူတယောက်လာနေပြီဆိုတာကိုချက်ချင်းပဲသိလိုက်ပါတယ်။ရန်သူတွေကတော့ဖုန်းတော်ကြီးကြောင့်ဆလာဘက်လေတို့အုပ်စုပဲဖြစ်ပါတယ်။ ဇန်ကန်လည်း nephew ကိုဒီမှာခဏစောင့်နေဖို့မှာခဲ့ပြီးတော့ chalabet လေတို့စီကိုထွက်လာခဲ့ပါတယ်ရှာလဘက်လျာလည်းအချိန်ဆွဲမနေတော့ဘဲနဲ့သူ့ရဲ့အမြင့်မြတ်တဲ့ဓာတ်နဲ့ပဲဇန်ကန်ရဲ့မော့အကာဝဲကိုဖျက်ဆီးလိုက်ပါတယ်။မော့အကာဝဲပျက်စီးသွားတာကြောင့်ဇန်ကန်ချက်ချင်းပဲရောက်ချလာပြီးတော့ရှာလဘက်လေကိုအပြစ်တွေပြောနေပါတယ်။ဇန်ကန်လည်းရှာလဘက်လေရဲ့မြင့်မြတ်တဲ့ဓာတ်ကိုကြည့်ပြီးတော့အပီဆိုဒ်1ကိုကဲလိုက်တဲ့အကောင်မှလင်းမဲ့ချက်ချင်းမှတ်မိသွားပါတယ်။ဇန်ကန်ကလည်းသူ့နဲ့ဖိနဲ့စကားပြောနေရအောင်လာနှောက်ချက်ရမလားဆိုပြီးမော့ဆက်ဝန်းနဲ့တိုက်ခိုက်လိုက်ပေမဲ့ ရှာလဘက်လေရဲ့စစ်တပ်တယောက်ကဒိုင်းနဲ့အမြန်ဝင်ကလိုက်ပါတယ်။ဇန်ကန်လည်းဒိုင်းရဲ့ကာကွယ်နိုင်စွမ်းကိုအထင်ကြီးသွားပါတယ်။စစ်တပ်ကလည်းဘာမှမပြောညာမပြောနဲ့ဝင်ရောက်တိုက်ခိုက်တာကြောင့်ဇန်ကန်လည်းသူ့ရဲ့လက်တီးချက်လေးနဲ့အသာအရပဲထိုးလွှတ်လိုက်ပါတယ်။နောက်ထပ်စစ်တပ်တယောက်ကိုလည်းဇန်ကန်အသာအရလေးတိုက်ခိုက်လိုက်ပြီးတော့သူ့ရဲ့မျက်နှာကိုရှီတောင်းတဲ့နင်းကရှာလဘက်လေကိုငါနဖီရှိနေတဲ့အတွက်ကနေ့ဘသူ့မှတက်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ ရှာလဘက်လေရလည်းနင်းမနင်းလူသက်ရှင်သက်မသက်ရှင်နေ။နင်ကငါ့ရဲ့ကျေးဇူးရှင်ကြီးပဲဖြစ်နေပါစေ။ငါကတော့တောင်ဝင်ရတိုက်ခိုက်ရမှာပဲဆိုပြီးဒိုင်းနဲ့ပြေးခုတ်လိုက်ပါရဲ့။ဇန်ကန်လည်းသူ့ရဲ့မော်ဆန်ဝန်းပြတ်သွားတာကြောင့်ရှာလဘက်လေကိုမတိုက်ခိုက်တော့ပဲသူ့ရဲ့တိုက်ခိုက်ချက်တွေကိုအသားအရချောင်ပြီးတော့ရှာလဘက်လေရဲ့အားနည်းချက်ကိုချဖွင့်နေပါရဲ့။ရှာလဘက်လေကလည်းနဖီနဲ့ရွေရွေလောက်ဖြစ်ပြီးမြင့်မြတ်တဲ့ဓာတ်ကိုကန်ဆောင်ပြီးတိုက်ခိုက်နေတာကြောင့်ဇန်ကန်လည်းနည်းနည်းတော့အံ့ဩနေပါရဲ့။အဲ့ဒီနောက်နှစ်ယောက်သားစကားတွေရှေ့တင်ပြောကြပြီးတော့ထပ်ပြီးတော့တိုက်ခိုက်ကြပါရဲ့။ရှာလဘက်လေရဲ့တိုက်ခိုက်ချက်ကြောင့်ဇန်ကန်ရဲ့လက်အီလီတောင်ပေါက်ပြဲသွားပါရဲ့။ ။ဇန်ကန်လည်းဒေါသနဲ့ငယ်ထွက်သွားပြီးတော့ထပ်မံတိုက်ခိုက်လိုက်တဲ့အချိန်မှာတော့နှစ်အောင်လုံးအတုမတာကိုမတာအချိန်မျိုးပြန်လည်ရောက်ရှိသွားပါတယ်။နက်ဖီယာလည်းအပြင်ဘက်ကဆုညံတဲ့နေကြောင့်ဇန်ကန်အောင်စိတ်ပူပြီးတော့ပြေးထွက်လာပါတယ်။ရှာလဗက်လည်းရဲ့စစ်တပ်တယောက်ကနက်ဖီကိုလှမ်းနဲ့လှမ်းပစ်လိုက်တာကြောင့်ဇန်ကန်ကပဲသူ့ရဲ့လက်နဲ့လှမ်းကိုဝင်ရောက်တားဆီးလိုက်ပါတယ်။ဇန်ကန်လည်းလှမ်းအောင်ဆွဲနှုတ်လိုက်ပြီးတော့နဖီကိုအဆင့်မြလာလို့မေးလိုက်တဲ့ချိန်မှာထူးဆန်းတဲ့မော်စွမ်းအားကိုခန်းစားမိသွားပါတယ်။ဖီကလည်းဇန်ကန်ကိုနားကျင်အောင်လုပ်လို့ဆိုပြီးဒေါသထွက်သွားပြီးသူ့ရဲ့မော်စွမ်းအားတွေကိုထုတ်သုံးမိသွားပါတယ်။ ဲ့အချိန်မှာဘယ်ရမယ်မသိတဲ့တင့်နယ်တွေကမြေကြီးတွေကနေထိုးထွက်လာပြီးတော့အစောနာစစ်တဲကိုဖမ်းချုပ်လိုက်ပါတယ်။ဇန်ကန်နဖီကိုပြေးဖက်လိုက်လို့သာနဖီအတီတရားဝင်ပြီးတော့သူ့လုခဲ့တာတွေကိုနောင်တရသွားတာပဲဖြစ်ပါတယ်။ရှာလဘက်လေယာဉ်လေးကြောင်ကြည့်နေတဲ့အတွက်ဇန်ကန်မင်းမသိချင်းဒီကနေအမြန်ထွက်သွားတော့ဆိုပြီးတော့နှင်ထုတ်လိုက်ပါတယ်။နဖီရဲ့စွမ်းကနာဂူရိုရဲ့ဟာရှီရာမားရဲ့ဝုစတိုင်နဲ့တော့ခက်ဆင်စင်ပဲဖြစ်ပါတယ်။ဒီလိုနဲ့ညာရောက်တဲ့အခါမှာတော့နဖီကသူ့လုခဲ့တဲ့အမားတွေအတွက်ဇန်ကန်ကိုတောင်းပန်နေပါတယ်။ ပြီးတော့နဖီယာသူ့ရဲ့ငယ်ဘဝအကြောင်းတွေကိုပါဇန်ကန်ကိုရှင်းလင်းဖွင့်နေပါတယ်။ဇန်ကန်လည်းဒါရီယာဘာမှကြောက်ရွံ့ဖို့ဖွင့်တဲ့ဒါအမောပညာတစ်ခုသာဖြစ်တဲ့အကြောင်းနဖီကိုပြောပြလိုက်ပါတယ်။နဖီယာလည်းသူ့တခင်ကသူ့ကိုအကောင်းမြင်မိတဲ့အတွက်ဇန်ကန်ကိုပြေးဖက်ပြီးတော့ငုံနေပါတယ်။အပိုင်းသုံးလေးရတော့ဒီနေရာမှာပဲဆုံးသက်ထားပါတယ်။ကြီးကျူအားပေးတဲ့ကြောက်ရှင်းနေတဲ့အောင်ကျေးဇူးတင်ပါတယ်။ကျွန်တော်ဒီနေရာမှာ main block တော်တော်များများကိုကြော်သွားပြီးတော့အသေးစိတ်ပြောရမယ့်နေရာမှာအသေးစိတ်မပြောမိတဲ့အတွက်တောင်းပန်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ဂျူဂျူသူခိုင်ဆန်ကိုပါ recap လုပ်ပေးခြင်းလို့ပါ။ ပြောင်းမယ်ဒီမော်စီယာလေးရဲ့ချစ်ပုံမြင်ဇလန်လေးကိုကျွန်တော်မြန်မြန်လေးပြီးတင်လို့အတွက် main block လေးကိုနည်းနည်းကြော်ပြီးတော့ပြောလိုက်တာပဲဖြစ်ပါတယ်